ိုးပေတာကရှင်ဘရင်ကြီးအားရေမြင့်ရှင်ရွှေနှားစင်တော်မူပါဖုရားခုအစချီပြီးလင်သူဤဖြစ်ကြောင်းကုံစင်ကိုအောက်ပါအတိုင်းပြောပြတဲ့မှန်လားပါငါအကြောင်းကတော့စမ်းလဲစမ်းမှတ်သားဖို့လဲကောင်းပါသည်ညတော့ကငါကျိုးနှစ်ချီ၍ရိုက်တော့ခွေးနှမကြီးနှစ်ကောင်သည်ငါနှင့်ဖအေတူမအေတူ အမရင်းနှစ်ယောက်ဖြစ်ပါသည် ယခုငါနဲ့အတူနေကြသည့်အမီနာနဲ့စာဒီတို့ကတော့ငါရဲ့ဖအေတူမအေခွဲညီမနှစ်ယောက်ပါငါရဲ့အဖေနဲ့အမေတို့ဆုံးသွားသည့်အခါမိဘအမွေများကိုငါတို့ညီမသုံးယောက်ညီတူမျှတူဝေယူကြပါသည်တီကဲ့သို့အမွေဝေပြီးသည့်နောက်မကြခင်ပဲငါရဲ့အမနှစ်ယောက်ဟာအိမ်အောင်ပြုကြပါသည်သူတို့နှစ်ယောက်ရဲ့ခင်မွန်းများသည့် မရပါပစ္စည်းများဖြင့်ရောင်းဝယ်ဖောက်ကားကြပြီးလျှင်နောက်ဆုံးတွင် သူတို့ဇနီးများကိုခေါ်၍တိုင်းတပားသို့ပြောင်း၍သွားကြပါသည်။နောက်၅နှစ်လောက်ကြာသောအခါငါရဲ့အမအကြီးဆုံးသည်အင်မတန်ဆုပ်ဆုပ်ပြက်ပြက်နှင့်ငါအိမ်သို့ပေါက်၍လာပါသည်။သူ့အဝတ်အစားများမှာအမြင်မတော်လောက်အောင်ဟောင်းနှွမ်းဆုပ်ပြက်လာသဖြင့်ငါသည်ရုတ်တရက်ကိုအမကြီးကိုပင်ကိုမမှတ်မိပါ။နောက်တည်တည်ချာချာကြည့်တော့မှမှတ်မိသဖြင့်အလိုလေးအမကြီး ဘလို့ဖြစ်လာတဟာလဲမကြီးကိုကြည့်ရတဟာစိတ်မချမ်းသာလိုက်တဟာလို့ဆိုပါသည်ဒီတော့အမကြီးကဖြည်းဖြည်းတော့ပြောပါမီညီမလေးရဲ့ဒုနေရမှာအလာဟု အရှင်ဤအလိုတော်အတိုင်းကြီးဖြစ်ကြရတဟာပေါ့ခုဆိုပြီးသူလင်ကသူပစ္စည်းများကိုဖြုံး၍ပစ္စည်းကုန်သောအခါသူ့ကိုသူစိမ့်တယံဆန်တွင်အကြား၌ပြစ်ထားခဲ့ကြောင်းနှင့်ပြောပြပါသည်။ဒီတော့ငါကအလာဟု အရှင်ဤအလိုတော်အတိုင်းဖြစ်ရသဟာပဲ။ ဝမ်းနေမနေပါနဲ့အမကြီးရဲ့ခုအားပေးစကားပြောပြီးလင်ရေမိုးချိုး၍အဝတ်တက်အစားတက်များလဲပေးပြီးလင်အိမ်ဦးခန်းမှာတင်၍အမိယာ၌ထားကာပြုစုကျွေးမွေးပါသည်ခုနောက်ငါကအမကြီးကိုမိမလေးမှာတော့အလာဟုအရှင်ဤအလိုတော်အတိုင်းစည်းဝါးဥစ္စာတိုးတက်လျက်ရှိပါသည်ပြီးတော့အမကြီးဗာမြအားငယ်ဖို့မရှိပါခုပြောပါသည်အဲ့ဒီလိုနဲ့ညီအမတ်နှစ်ယောက်တနည်းလောက်ပျော်ပျော်ပါးပါးနေကြပါသည် တနှစ်လောက်ကြာတော့ငါအမလက်ထက်၍ရောက်လာပြန်ပါသည်သူကြည့်ရသဟာအမကြီးထက်ပင်အဝတ်အစားဆုပ်ပြတ်ပါသေးသည်သူကလည်းသူ့လင်ကသူ့ပစ္စည်းများကိုကုံအောင်ဖြုံးပြီးသူ့ကိုသူ့တစိမ့်တွေကြားထဲမှာပြစ်ထားခဲ့ကြောင်းပြောပါသည်အဲ့ဒီတော့ငါကလည်းအလာဟု အရှင်ဤအလိုတော်အတိုင်းဖြစ်ကြရသဟာမို့အားငယ်ဖို့မရှိကြောင်းပြောပြီးလျှင် အမကြီးကိုပြုစုသည့်ထက်ပင် ပို၍ဂယုဆိုင်ပြီးပြုစုပါသည်ထို့နောက်ငါအမနှစ်ယောက်က မိမလေးရဲ့အမကြီးတို့ဒီလိုနင်သားမရှိဘဲနေရတာမနေတတ်ဘူး။တမျိုးပဲဟာတာတာကြီးတဟာကြောင့်အမကြီးတို့နောက်ထပ်အိမ်အောင်ပြုကျင်သည်ဟုပြောပါသည်။ဒီတော့ငါလည်းအတော်ပဲအံ့အားတင်သွားပြီ။အမပါရဲ့အမကြီးတို့ရဲ့အမကြီးတို့ဟာ တခါသေးဘူးလို့လည်းပြင်ဖို့နားမလဲကြသေးဘူးပဲကို အခုကာလမှာနေကောင်းရဖို့အင်မတန်ခဲရင်းသည်ဆိုတဲ့ဟာလဲအထူးပြောဖို့မလိုပါဘူးအမကြီးတို့ကိုတွေ့ပါပဲ။ တဟာနှစ်များတောင်အမကြီးတို့နောင်မကျင်ကြသေးဘူးဆိုရင်တော့အမကြီးတို့သဘောတိုင်းပေါ့ညီမလေးတော့အမကြီးတို့အကြံကိုနည်းနည်းကလေးမှသဘောမတူဘူးဟုပြောပါသည်ဒီတော့အမကြီးနှစ်ယောက်ကအိမ်အောင်ပြုသည့်ကိစ္စကိုညီနာမလဲသေးပါဘူးအေးဟုပြောပြီးနောက်သူတို့သဘောနဲ့သူတို့နောက်ထပ်အိမ်အောင်ပြုကြပါသည်ဒီတော့ငါကလည်းသဘောကြီးကြီးထားပြီးလိုအပ်သည့်အိမ်အောင်ပစ္စည်းများကိုမမျိုးငယ်စေရအောင်ဝယ်၍ပေးပါသည် ဖို့နောက်အမကြီးနှစ်ယောက်သည်သူတို့၏ခင်မွန်းများနှင့်အတီးတီးထွက်ခွာ၍သွားကြပါသည်တို့ရရင်ဆက်လေဝင်ဖင်မမဲခင်ပင်ငါအမကြီးနှစ်ယောက်တို့သည်မျိုးငယ်သောမျက်နှာဖြင့်ပြန်လာကြပြီလျှင်မြမလေးရဲ့အမကြီးတို့ဟာ အသက်ကြီးပေမယ့်ညီမလေးလောက်အမျော်မြင်မရှိကြပါဘူးညီမလေးပြောသဟာတိတ်မှန်သဟာပဲခုကာလမှာလင်ကောင်းရှားသည်ဆိုသဟာ ခုတို့လင်တွေကတို့ကိုပြစ်သွားကြပြီဒီတခါတော့ညီမလေးစကားကိုနားထောင်ပါတော့မီ နေယူဖို့အကြောင်းဆိုလျင်စကားထဲတောင်ထည့်မပြောတော့ပါဘူးဒီတခါတော့အမကြီးတို့ကိုညီမလေးရဲ့အခိုင်းစေလို့သဘောထားပြီးအိမ်မာထားပါဟုဆိုကြပါသည်တို့ရရင်ငါဒီအမကြီးနှစ်ယောက်အပေါ်၌စေတနာမကွက်ပဲအလင်ကထက်ပင်တိုး၍ပြုစုပါသည်အဲ့ဒါလိုညီမ၃ယောက်ဦးမကွဲတိုက်မပြတ်တစ်နှစ်လောက်နေကြပြီးတော့ငါက မကြီးတို့ရဲ့ညီမလေးဘာဆရာမျိုးကိုကုံရောင်းသွားခြင်းသည်အမကြီးတို့အိမ်မှာနေရမလားညီမလေးနဲ့အတူလိုက်ကြမလားလို့မေးပါသည်ဒီတော့အမကြီးတို့ကမြေးသွားလျင်ဒိုးလဲလိုက်မှာပေါ့အေးဘာလို့အိမ်မှာခြံနေရမှာလဲလို့ပြောပါသည်အဲ့တဟာနဲ့ငါကရှိသမျှပစ္စည်းများကိုနှစ်စုခွဲပြီးတစုကို ကုံများဝယ်၍တင်မောကြီးတစင်း၌တင်ပါသည် ကြံတစုကိုတော့ခြေချော်လက်ချော်ကုံရှုံးနေနောက်ထပ်ရင်းနိုင်နီးနိုင်ဖို့အတွက် လုံကြုံရတွင်တင်းစေး၍ထားပါသည်။ဒီနောက်ငါတို့ညီအမ၃ယောက်တင်မောနှင့်ကုံရောင်းထွက်ကြပါသည်။၁၀ရက်၁၅ရက်ခန့်တင်မောတွေ့မိသောအခါတင်မောသူကြီးကမိမိတို့တင်မောသည်လမ်းမ၍လာသဖြင့်ဘဲစီဘဲစခန်းရောက်၍နေမန်းမတိကြောင်းနှင့်ပြောပါသည်။ထို့နောက်ဥဒုလည်းတာသည်နှင့်၁၀ရက်ခန့်ဆက်၍တင်မောလွင့်ကြပြီလျှင် တင်းမသားတဦးအားဘဲစီဘဲစခန်းသို့ရောက်နေပြီဟုသိနိုင်ရန်မျောစင်သို့တက်၍အကြည့်ခိုင်းပါသည်တင်းမသားလည်းမျောစင်ပေါ်သို့တက်ကြည့်ပြီးအာရဝန်းသာနှင့်ကိစ္စမရှိဘူးမျိုးကြီးတစ်မျိုးကိုမြင်ရပြီဟုအော်ကားဆင်း၍လာပါသည် နောက်တနာဤခန့်ကြသောအခါစိတ်ကန်းနဲ့တကွအဆောက်အအုံများကိုထင်ထင်ရှားရှားမြင်ရသဖြင့်အားလုံးပင်ဝမ်းသာကြပါသည် ထို့နောက်မိမိတို့လှမ်း၍မြင်ရသောမြို့ကြီးမှာဘာမျိုးဖြစ်သည်ကိုတင်မောသူကြီးအားမေးကြသောအခါတင်မောသူကြီးက"သူလဲဘာမျိုးမှန်းမသိကြောင်းဒီဘက်စီကိုတခါမျှသူမရောက်ဘူးကြောင်းဘေးမတည်ရန်မခါဘဲနှင့်စိတ်ကန်းတို့ရောက်လာကြသည်ကိုပင်ဝမ်းသာကြဖို့ရှိကြောင်းအကယ်၍ထိုစိတ်ကန်းတွင်မိမိတို့ကုန်များဈေးကိုက်လင်လဲရောင်းနိုင်ကြောင်းအကယ်၍ဈေးမကိုက်လင်နှစ်ရက်သုံးရက်ခန့်နား၍ဈေးခါတင်ပြီးလျှင်တင်မောဆက်၍တွေ့မည်ဖြစ်ကြောင်းနှင့်ပြောပါသည်" စိတ်ကန်းတို့ကပ်မိသောအခါအားလုံးဝမ်းသာအားရစင်ကြပြီးလျှင်မျိုးရင်းတို့လှည့်၍ကြည်ပါသည်ထိုအခါမျိုးရင်းရှိလူအားလုံးမှာကြောက်ရွံ့ကြီးတွေဖြစ်၍နေဒီကိုတွေ့ရပါသည်တက်ရှိလူသားဆို၍တယောက်မျှမတွေ့ရပါဈေးပတ်တန်းတို့လျှောက်၍သွားသောအခါဈေးတယ်များမှာမိမိတို့ကုန်စည်ပစ္စည်းရွှေငွေစသည်တို့မသိမ်းစည်းနိုင်ပေထိုင်သူလဲထိုင်ရင်ရက်သူလဲရက်ရင်ကုန်းသူလဲကုန်းရင်မလုံမရှက် ကြောက်ရွံ့ချီဖြစ်၍နေကြသည်ကိုတွေ့ရပါသည်။သူတို့၏ဥစ္စာပစ္စည်းများမှာလည်းသူတို့ထားကြရင်အတိုင်းခြေရာမပြတ်လက်ရာမပြတ်နေရာမယွင်းရှိကြပါသည်။အဲ့တဟာနဲ့တင်းမောပါပြိသက်အားလုံးဒီဈေးတန်းမှနေ၍တယောက်တပွဲလမ်းခွဲကြပြီလေကိုလိုရာပစ္စည်းဥစ္စာ ရွှေငွေဗန္နာတို့ကိုတဲနိုင်ပိုးနိုင်တလောက်ကြိုက်နှစ်တက်ရာတဲကြပိုးကြပြီတယောက်ကိုတယောက်တတိမရနိုင်ကြပါငါကတော့ဘာပစ္စည်းမှမယူပဲ နန်းတော်ကြီးတူတူတို့သွားပြီးလင် ရွှေစင်တကားမှနေ၍အထဲသို့ဆိုက်ဆိုင်ဝင်သွားပါသည် ရှင်ဘရင်နှင့်ငူးကြီးမက်ရတင်နာပတိတို့မှလည်းညီလာခံကျင်းပရင်နှင့်ကြောက်ရွံ့တွေဖြစ်၍နေကြသည်ကိုတွေ့ရပါသည် ရှင်ဘရင်စံပေတော်မူသောပလင်တော်မှလည်းစိန်အတိညအတိချက်လေမွန်းမှန်၍ထားပါသည်နောက်ဆောင်ဘက်သို့ဆက်၍ဝင်သွားသောအခါ မိဖုရားကြီးမှလည်းကြောင်းမြတ်ယရနာအပြည့်စင်၍အပြိုတော်များဝင်းရံခတ်စားရင်ကြောက်ရွံ့ဖြစ်၍နေပါသည်အချို့နန်းတော်ဆောင်မှကြောင်းမြတ်ယရနာတို့သည်နေအောင်လာရောက်ကဲ့သို့အယောင်များတဖိတ်ဖိတ်တောက်၍နေပါသည်ထို့နောက်နန်းတော်ကြီးတစ်ခုလုံး၌အသက်ရှင်နေသူတယောက်မျှမတွေ့ပဲလျက်မိရှုမိရိုင်များထွံ့၍ထားသောအဆောင်တစ်ခုကိုတွေ့ရပြန်သဖြင့်ဧကန္နာ ကြောင်ရုံမဖြစ်ဘဲကြံနေသူတယောက်ရောက်တော့ရှိနေဟုငါစိတ်ထဲကအောင်းမေးမိပါသည်။တို့ရရင်ရုတ်တရက်ရှာ၍မတွေ့ပါ။အဲ့တဟာနဲ့နန်းတော်ကြီးတစ်ခုလုံးပူလျှောက်ရှာတီလျှောက်ရှာရှာရင်းနဲ့ပင်နေဝင်သွားပါသည်။မြင့်နေ၍တနေရာတွင်အိတ်နီဟုလဲပါတော်လဲ။နန်းတော်ကြီးတစ်ခုလုံးဤဖြစ်ရပုံစမ်းကြည်သည်များကိုတွေးတောနေသည်နှင့်အိပ်၍မရပါ။ ခေါင်ကျော်လောက်ကြသောအခါမိရှုမိတိုင်များထွန်းထားသောအဆောင်စီမှဖျားစာတရားစာများရွတ်တန်ကြားရပါသည်။အဲတဟာနှင့်အတန်ကြားရာဘက်သို့အသာသွား၍ကြည်သောအခါချင်းမြေနိုးဝယ်ကောင်းသောယောက်ျားပြိုတယောက်သည်တယောက်ထဲဖျားစာများကိုဖတ်၍နေသည်ကိုတွေ့ရပါသည်။အဲ့တဟာနဲ့ငါကသူ့ဆောင်ထဲသို့အတာဝင်သွားပြီးအယိုတေပြုပါသည်။ဒီတော့သူကလည်းပြန်၍အယိုတေပြုပြီးလျှင်အတင်ဘသူလဲ ဘယ်နည်းဘယ်ပုံနှင့်ဒီကိုရောက်လာတလဲဟုမေးပါသည်ဒီတော့ငါကလည်းအကျိုးအကြောင်းကိုစုံလင်အောင်ပြောပါသည်ဒီတော့ယောက်ျားပြိုကငါ့ကိုသူ့အပား၌ထိုင်စီပါသည်ငါအထင်မှာဒုနယာကြီးတစ်ခုလုံး၌ထိုယောက်ျားပြိုကဲ့သို့လာပါတင်နေရှုကျင်ပွဲရှိသောယောက်ျားမရှိပါလာပြေဝင်ကြီးကဲ့သို့စက်တရေမင်္ဂလာနှင့်လည်းပြည့်စုံပါသည်သူမျက်နာကိုတစ်ချက်လှမ်း၍ကြီးလိုက်မိသည်တွင်ငါစိတ်တွင် အသိနှလုံးကိုယူကျုံလိုက်တကယ်တို့ပင်ထင်ရပါသည်ထို့နောက်ယောက်ျားပြိုကညီလာခံအလဲတွင်ကြောက်ရွံ့ဖြစ်၍နေသောရှင်ဘရင်ကြီးသည် သူ၏ခမဲတော်ဖြစ်ကြောင်းနောက်ဆောင်တွင်အပြိုတော်များနှင့်တင့်နေစွာဆံမဲတော်မူရင်းကြောက်ရွံ့ဖြစ်သွားသောမိဖုရားကြီးမှလည်းသူ၏မဲတော်ဖြစ်ကြောင်းသူ၏ခမဲတော်မဲတော်တို့နှင့်တကွမြို့သူမြို့သားအားလုံးမှမိကိုကိုးကွယ်ကြသောတိတ်ထီများဖြစ်ကြ။ထို့ကြောင့်သူတို့အားအလာဟုအရှင်အမျက်တော်ထွက်၍ ကြောက်ရွံ့များအတွင်သို့ပြောင်းပြစ်လိုက်ကြောင်းသူ့အဖို့မှာအလာဟုအရှင်ကိုကြည်ညိုယုံကြည်သူဖြစ်သည့်အတွက်ချမ်းသာရရကြောင်းနန်းတော်ကြီးထဲ၌ကြောက်ရွံ့တွေကြားတွင်သူတယောက်ထဲနေရသည်မှာကြာပြီဖြစ်၍ပြင်းလာပြီဖြစ်ကြောင်းများကိုတနာဆော့ပွဲစီကပတ်ကုံးပြောပြပါသည်။ဒီတော့ငါကမင်းသားကလေးကိုမောင်တော်သည်ဤကြောက်ရွံ့တွေနေသောနန်းတော်ကြီးကိုစွန့်၍နှမတော်တို့နေသောဗကရက်ရွှေမြို့တော်သို့လိုက်ခဲ့တော်မူစေလိုပါသည်။ မမတော်သည်စီးစိမ်ဥစ္စာချွေရန်တင်းပင်းနှင့်ပြည့်စုံသူဖြစ်တော်လဲဘဂတက်နေပြည်တော်သို့မောင်တော်လိုက်ပါတော်မူပြီဆိုပါလျင်မောင်တော်အားအိမ်ဥခန်း၌တင်၍ခြေဆုပ်လက်နယ်လှုပ်ကြွေးပြုစုပါမည်မောင်တော်ဗာမျှမျက်နှာမငယ်စေရပါယခုမမတော်မှာတင်မောကြီးတစင်းနှင့်ကုန်ပြေပါပါသည်ဟုကို့လိုသို့ပါအောင်တတမျှမှတ်တမျှဖြားယောင်းဖြောင်းဖြား၍ပြောပါသည် အဲ့တဟာနဲ့ငါကတီတီတာတာတန်စာစာနဲ့ပြောတော့မင်းသားကလေးကကောင်းပါပြီမမတော်တို့ဘက်ကတက်နေပြီတော့သူ့လိုက်ပါနီးဟုဝန်ခံရှာပါသည်ဒီတော့ငါစိတ်ထဲမှာဘလို့ဝမ်းသာနီးတာမှန်းမသိခဲ့ပါအဲ့ဒီညကငါဟာမင်းသားကလေးအားခြေစုပ်လက်နယ်ပြုရင်းသူ့ခြေရင်းမှာပဲအိပ်ပါသည်နန်းနလင်းသောအခါမင်းသားကလေးနဲ့ငါတို့နှစ်ယောက်သည်ဘန္နာတော်တိုက်သူသွား၍ဝင်ပေါ့ဖိုးတံပစ္စည်းများကိုယူကြပြီးလျှင် နန်းတော်ကြီးထဲမှနှစ်ယောက်သားတွဲ၍ပြုံးရွှင်စွာထွက်လာခဲ့ကြပါသည်။တင်မိုးသူကြီးနှင့်တကွငါဤအမနှစ်ယောက်ကလည်းတညလုံးပဲပြောင်းနေသည်လဲစိတ်ပူလိုက်ရသဟာခုမှပဲစိတ်အေးပေတော့သည်ဟု ပြောကြပါသည်။ငါကလည်းနန်းတော်သူနန်းတော်သားများနှင့်တကွမြို့သူမြို့သားအားလုံးကြောက်ရွံ့ဖြစ်သွားရပုံ။နန်းတော်ကြီးထဲ၌မင်းသားကလေးနှင့်တွေ့ခဲ့ပုံ။စသည်တို့ကိုစုံလင်အောင်ပြန်ပြောပြပါသည်။ ဒီတော့သူတို့အားလုံးကသဘောကျကြပါသည်တို့ရာတွင်မင်းသားကလေးကငါ့ကို သူ၏အလုပ်အကျွေးဖြစ်နှင့် သူ့ချေရင်တွင်ထားတော်မည်ဆိုသောအကြောင်းကိုကြားသောအခါငါ့အမကြီးနှစ်ယောက်ဟောဒီခွေးနှင့်အမကြီးနှစ်ကောင်က မျက်နာမကောင်းကြပါမင်းသားကလေးကို သူတို့သာလိုချင်ကြပါသည်အဲ့တဟာနှင့်ငါ့အမကြီးနှစ်ယောက်ကငါ့အပေါ်မှာကြိတ်ပြီးအကောက်ကြံ၍နေကြပါသည်ငါကလည်းသူတို့အကြံကိုမရိပ်မိသဖြင့်အမှုမဲ့အနှံ့မဲ့ပဲနေလိုက်ပါသည် တင်မောပေါ်ပါသည့်သူများမှလည်းကိုစီကိုငါလိုချင်သည်။ပစ္စည်းများရလာခဲ့ကြသဖြင့်အားလုံးပင်ဝမ်းသာလျက်ရှိပါသည်။ငါကတော့ပစ္စည်းတွေရသဟာထက်မင်းသားကလေးကိုရလာသည့်အတွက်သူတကာထက်ပို၍ဝမ်းသာနေပါသည်။သမုတ်တရာကြီးအလဲကောင်လောက်ကြတော့ငါအမကြီးနှစ်ယောက်ကနေပါအောင်အေးညီကကိုကြလင်ဒီမင်းသားကလေးကိုယူမာလားလို့မေးကြပါသည်။ဒီတော့ငါကယူမာပေါ့အမကြီးတို့ရဲ့ မင်းမမေးပလီဟုဆိုပါသည်ဒီတော့သူတို့ကတဟာဖြင့်လဲကောင်းသားပဲအေခုဝမ်းထဲကမပါပဲနဲ့ပြောကြပါသည်ငါကလည်းသူတို့ရဲ့ဝမ်းတွင်းကောက်ကိုမမြင်နိုင်သဖြင့်အမှုမဲ့အမှတ်မဲ့ပင်နေလိုက်ပါသည်တ냐ကြတော့ငါနဲ့မင်းသားလေးတို့အိမ်မောကြနေကြတော့ငါအမကြီးနှစ်ယောက်ကငါ့ကိုအိပ်ရာပါတခါတည်းမှပြီးရေထဲသို့ပြစ်ချလိုက်ပါသည်ပြီးတော့မင်းသားကလေးကိုလည်းအဲ့ဒါလိုပဲရေထဲသို့ပြစ်ချလိုက်ကြပါသည် ငါမှာတေကံမရောက်တတ်မပြောက်ဆိုသလိုပဲမတေချင်သည့်လူဆိုတော့ထင်းတုံးတုံးမျောလာတဟာနဲ့တွား၍တွေ့ပါသည်တဟာလဲအလာဟုအရှင်ရဲ့အလိုတော်လို့ဆိုရမှာပါပဲအဲ့တဟာနဲ့ငါလဲထင်းတုံးကိုတွေ့ပြီးပုံမျောတီမျောမျောနေရင်နောက်ဆုံးတော့နှိုင်းပုတ်ပြီးကမ်းပေါ်သို့ရောက်သွားပါသည်အဲ့တဟာနဲ့ငါလဲမောပန်းတီနဲ့ညအဖို့တွင်နားနေပြီးနနက်လင်းတီနဲ့ကြပြိုင်နက် ိုကိုတီတီရှောက်ရွေ့ကြည့်ပါသည်ဒီတော့မှငါရောက်နေသောနေရာမှာကုံးမကြီးမဟုတ်သေးပဲကျွံ့မြတာဖြစ်ဒီကို တွေ့ရပါသည်ထို့နောက်ကုံးမကြီးရှိရာသို့ရှေ့ရှု၍သွားပြီးလျှင်ချောင်းငယ်လေးတစ်ခုကိုဖြတ်ကူးပြီးနောက်ကုံးမကြီးပေါ်သို့တက်မိပါသည်ကုံးမကြီးပေါ်သို့ရောက်သောအခါတယောက်သွားတာယုံသာရှိသောမြေလန်းကလေးဖြင့်ညို့ညို့မိုင်းမိုင်းနှင့်မြင်ရသောမြို့ကြီးရှိရာသို့ကြီးမန်း၍သွားပါသည် ်မြို့ကြီးနှင့်မနီမဝေးတို့ရောက်သောအခါနောက်မှတဲ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 နှင့်အတန်ကြားပါသည်အဲ့တဟာနှင့်ကြောက်ကြောက်နှင့်လှည့်ကြည့်လိုက်တော့ဆွန်ပလွန်ပင်လုံးလောက်လုံးပတ်ရှိသည့်ငွေကြီးတစ်ကောင်သည်ကြောက်အားလန့်အားနှင့်လူကလွန်ကပြေးလာသည်ကိုတွေ့ရပါသည်သူနောက်ကနဂားငယ်တစ်ကောင်ကအတင်းလိုက်၍နေပါသည်နဂားမှာနှစ်လံသုံးလံလောက်သာရှည်၍လုံပတ်လဲတိတ်မကြီးလာပါ ရှင်းမကြောက်အားလန့်အားနဲ့ပြေးလာတော့ငွေကြီးဟာငါနီးတို့ရောက်လဲရောက်လာရောနောက်ကငကားကမိလာပြီးသူ့အမီးကိုလှမ်း၍ကြိုက်လိုက်ပါသည်ပြီးတော့ငွေကြီးလဲကြောက်တယ်လဲတကြောင်နာဒီလဲတကြောင်ကြောင်ပြင်းစွာအော်၍ရှားကြီးတန်းလန်းထွက်လာပါသည်ဒီတော့ငါကငွေကြီးကိုတနာလာပြီးအနားမှာရှိသည့်ကြောက်တုံးကြီးနဲ့ကောက်ပြီးပါဇက်ကအလာဟုအရှင်ကိုတပြီး ၎င်းရဲ့ဥကောင်းကိုတအားပေါက်လိုက်ပါသည်အလာဟုအရှင်ရဲ့အလိုတော်အရာပဲ၎င်းလည်းဧည့်သည်နေရာတွင်ပဲပွဲချင်းပြီးတည်သွားပါသည်၎င်းတည်သဟာနှင့်တပြိုင်နက်ငွေကြီးသည်လည်းကောင်းကင်သို့တခါတည်းပြန်တက်ပြောက်ွယ်သွားပါသည်ထို့နောက်ငါလည်းမောတဟာနှင့်ဧည့်သည်နေရာမှာပဲလဲပြီးတရေအိတ်လိုက်ပါသည်တော်ကြွေအိယာမနိုးသောအခါမိသွေးတုံးကဲသို့မဲနဲ့သောလုံမပြူတူသည် ငါဤခြေသလုံးကိုနှိပ်ပေးနေသည်ကို တွေ့ရပါသည်သူ့အနားမှာလည်းခွေးနဲ့မကြီးနှကောင်ရှိပါသည်အတ္တဟာနှင့်ငါလည်းရှိုးတိုးရှန်းတက်ဖြစ်သွားပြီနေပါဦးတီကညီမကဘယ်ကပါလဲနမေကဟောဘလို့ခေါ်ပါတလဲဟုမေးပါသည်ဒီတော့သူက မမကလည်းကျမကိုမမှတ်မိတော့ဘူးလားကျမဟာအခုတင်တော့ကပဲမမကယ်လိုက်တဟာလေ နဂါးလိုက်လို့ပြေးလာသည်ငွေမကြီးပေါ့အဲ့ဒီတော့ကမမကယ်လိုက်ပေလို့ပေါ့ငါဟာတရေမှာပါငါ့ကိုနောက်ကလိုက်သည့်နဂါးဟာကတော့တရေထီပါငါနဲ့သူနဲ့မတည့်ကြဘူးတဟားကြောင့်ငါ့ကိုအသေးသက်ဖို့သူလိုက်တဟားပါဒီတော့မှမမကဝင်ပြီးကယ်လိုက်ပြီလို့ငါအသက်ချမ်းသာရရသွားပါသည် ငါဟာငကားရံကလွတ်သွားတာဟာနဲ့တပြိုင်နက်မမကိုရေထဲပြစ်ချလိုက်သည့်အမကြီးနှစ်ယောက်စီးသွားသည့်တင်မောရှိရာသို့တခါရဲပြေးလိုက်သွားပြီတင်မောဘော်ကပစ္စည်းများကိုဗကရက်မျိုးကမမအိမ်သို့အကုန်ပို့ပြီတင်မောကိုလည်းတခါရဲမြုပ်ပြစ်လိုက်ပါသည်ပြီးတော့မမရဲ့အမကြီးနှစ်ယောက်ကိုလည်းခွေးနဲ့မကြီးနှစ်ကောင်အသွင်ပြောင်းပြစ်လိုက်ပြီးခေါ်လာခဲ့ပါသည်တေခွေးနဲ့မကြီးနှစ်ကောင်ဟာ မမကိုတေချောင်းကြံသည့်အမကြီးနှစ်ယောက်ပေါ့မမမျက်နှိုးသည့်မင်းသားကလေးကတော့ရင်းနှစ်တေရှာပြီဟုပြောပါသည်ဒီလိုလဲပြောပြီးရောတရေမသည်ငါနှစ်တကွာခွေးနှမကြီးနှစ်ကောင်ကို ကောင်းကင်ခီးဖြင့်ငါအိမ်သို့တခါတည်းဆောင်၍သွားပါသည်အိမ်သို့ရောက်၍ကြီးလိုက်သောအခါတင်မောဘော်ကပစ္စည်းများအနက်တစ်ခုမျှပျောက်ခြင်းရှာခြင်းမရှိဘဲစိစိစုံစုံရောက်နေသည်ကို တွေ့ရပါသည် းနောက်တရေမာကကိုင်းမမမမကျေးဇူးကိုလည်းဆက်ပြီးပြီငါလည်းပြန်တော့မီသို့တော်မပြန်ခင်ငါတခုမှပါရစီညံ့ညကြလင်ဒီခွေးနှမကြီးနှကောင်ကိုဒုကောင်းကောင်းတခုဖြင့်အချက်200 300စီထက်မနည်းအောင်ရိုက်ပါတညံ့ညမပြတ်ပါစေနှင့်ပြလို့ရှိလျင်မမကိုငါတတလုံးမြေတိုက်ထဲမှာတွင်းပြီးထားရပါလိမ့်မည်ဟုဆိုပါသည်။ ပြီးတော့ငါကလည်းကောင်းပါပြီ။မာသည့်အတိုင်းလုပ်ပါမည်။မပြက်ကွက်စေရပါဘူးဟုတာဝန်ခံလိုက်ရပါသည်။ထို့နောက်တစ်ခါတရေမာက မမနောက်ကိုလိန်လို့ရှိရင်တော့မမကိုလည်းမမရဲ့အမကြီးများကိုလှုပ်တလို့ပဲခွေးနှမကြီးဖြစ်အောင်လှုပ်ပစ်လိုက်မှာပဲ။နောက်တော့ငါ့ကိုအစိုးမစိုးနှင်ဟုဆိုပြီးနောက်တရေမာလည်းကြွယ်သွားပါသည်။ အဲ့ဒီကလေးကစပြီးငါဟာတရေမမာသည့်အတိုင်းညစဉ်ညစဉ်ဒီခွေးနှမငါအမကြီးနှစ်ယောက်ကိုမရိုက်ချင်ပဲနဲ့ရိုက်ရနေရပါသည်အမကြီးနှစ်ယောက်ကလည်းသူတို့အပြစ်နဲ့သူတို့ခံကြရတဟာမို့ငါအပေါ်မှာစိတ်မရှိကြပါတို့တော့ရိုက်ရသူငါမှာတော့စိတ်မကောင်းပါတဟာကြောင့်ရိုက်ပြီးသည့်အခါတွင်ခွေးနှမကြီးများကိုငါကယူရစွာနန်းရှုပ်ခြင်းဖြစ်ပါသည် ငါအကြောင်းကတော့တဟာပါပဲဟုဆိုကဇိုးဗေဒာက သူ့အထုပတိကိုနှီးကုန်းချုပ်လိုက်တဲ့ဒီတော့ဟာလုံအာလာရှစ်မင်းကြီးကအကြီးမဇိုးဗေဒာကတော့သူပါလို့ခွေးနှမကြီးနှကောင်ကိုရိုက်ပြီးနန်းရသည့်အကြောင်းနဲ့တကွသူ့ဖြစ်ပျက်ကိုအစုံလင်ပြောပြပြီးပြီ။ကိုင်းအငယ်မအမီနာအလှဲပဲကြံတော့သည် မင်းမင်းကကောမင်းမင်းကျောကဒံယာရီဟာဘလိုနီးနေရသည်ဆိုတဲ့ဟာကိုဘလိုတန်တော်ဥတင်မလဲဟုမိတ်တော်မူတဲ့ဒီတော့အမီနာကဆိုလရန်ဒီအတိုင်းသူ့ဖြစ်ပျက်ကိုနားမငီးအောင်ပြောပြတာတဲ့